အားလုံးပဲမင်္ဂလာပါရှင်။စိုင်းဆရာမခင်လာပြေဝန်ရေးသားတယ်။အဲ့ဒီနေ့ဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။မတ်လလေရဲ့အပူချိန်ဟာတော်တော်ကိုခံရခက်လှတယ်။ဒီတခါဆိုစုစုပေါင်းရေချိုးတာ၃ချိန်ရှိသွားပြီ။ပူတိုင်းအိုက်တိုင်းရေချိုးလိုက်ရတော့ရေထဲကတက်လာနိုင်ပွဲမရှိဘူး။ဟေးမင်းရေချိုးတာများနေပြီနော်။အိုက်တာရေးမကြည့်ဘူး။လေဖြတ်နေအောင်မယ်။ ခင်မွန်းတယ်ကသူ့ကိုတတိပေးလိုက်မှာသူလဲနည်းနည်းတော့လန်သွားသလိုဖြစ်ပြီးရေထမချိုးဖို့ဆုံးဖြတ်လိုက်တယ်။ခန္ဓာကိုယ်ရေချအောင်တုပ်ပြီးခပ်ပွားပွားချီတဲ့ကောင်ဝင်ကိုဝက်လိုက်တယ်။အဲကွန်ဖွင့်တဲ့ဘက်ကိုတိတ်မသွားပဲခက်ဝေးဝေးကနေပြီးဖုန်းဖွင့်ကြည့်နေမိတယ်။ဇလန်းတွေကြည့်လိုက်ရင်တော့အိမ်နောက်ရေးဖောက်ပြန်တဲ့ဇလန်းတွေကြီးပဲ။ကိုရီးယားလည်းဒီလိုဇလန်းမြန်မာပြည်မှာလည်းဒီလိုဇလန်းတွေပဲ။စင်တူတွေ ိမ်နောက်တက်ကြကြမကြကြယောက်ျားလေးတော်တော်များများကဖောက်ပြန်လွှဲတက်ကြတာဘာဖြစ်လို့လဲကိုကိုသူနဲ့မလန်းမကန်းမှာရုံမြင့်တန်ကြားကိုစိတ်ပါဝင်စားနေကြည်နေတဲ့ခင်မွန်းတဲ့ကယောက်ျားတိုင်းတော့မဟုတ်ပါဘူးဝလုံးချင်နဲ့ရမ်းမပြောပါနဲ့ကွာသူကသူ့ခင်မွန်းကြည်နေတဲ့တီဗီဖန်သားကဇလန်းကိုလှမ်းကြည့်ပြီးခုပဲတွေ့လားကိုကိုခုကြည်နေတဲ့ဖိလစ်ပိုင်ကလည်းယောက်ျားကအင်တော်ကြီးဖောက်ပြန်နေလေမိမကလည်းနောက်ကောင်လေးတယောက်နဲ့အီစီကလေး စိတ်ပြက်စရာကွာဇလန်းသဘောရပါကွာမိုးကလည်းဇလန်းသဘောရကလည်းဖောက်ပြန်လွန်းနေမိုးကတော့အဲ့ဒီဇလန်းတွေလူတွေကိုချမပြတဲ့တော့ဘူးလူတွေကဇလန်းတွေကနေအတုခိုးကြတာလေအတုယူဖို့မကောင်းပါဘူး Facebook ပေါ်ကနေမိုးရဲ့အမြင်ကို ရေးပြလိုက်ပြီး post တင်လိုက်ပေါ့ခင်မွန်တဲ့ကပြုံးဆဆမျက်နှာထားနဲ့မိုးဦးလွင်ကိုပြောလိုက်တော့မျက်စောင်းတစ်ချက်ပြစ်ခွင်းလိုက်ပြီးဟွန်းမရေးချင်ပါဘူးတော်ကြကိုကိုကို အိမ်တော်ကြီးဖောက်ပြန်တဲ့သူလို့ထင်သွားကြမှာပေါ့ကိုရဲ့ကိုကိုမိုးရဲ့ကိုကိုကိုတော့သူများတွေအထင်မှားတာမခံနိုင်ပါဒီလောက်မိုးပေါ်မှာချစ်တတ်တဲ့သူကိုအထင်မှားတာလောက်တော့မဖြစ်စေရင်မူးရှင်ဟောတတနိုးပြီကြီးကြနေပြီကဲချစ်ကိုကိုရဲ့မိုးကြီးကိုတော့တားတော်မောင်စီတွားလိုက်ပါဦးမိုးလွင်ကရှာတက်လက်ထုတ်ပြပြီးတားရှိတဲ့အိတ်ခန်းစီအပြေးသွားလိုက်တယ်မိုးခင်မွန်းကတော့အပြုံးလေးတစ်ပွင့်နဲ့စိတ်လွင်သွားလေရဲ့ မန္တလေးကရန်ကုန်ထက်ပူတာကိုကိုရဲ့ရုံးကလည်းဒီရဲ့ပိုင်းမှမန္တလေးမှာရှိတဲ့အလုပ်ကို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 ပဲခိုင်းရသလားမိုးလွင်ကမကြေမနပ်ပွားစီပွားစီပြောရင် မန္တလေးခရီးစဉ်မှာဝတ်ဖို့သူ့ခင်မွန်းတဲ့အဝတ်အစားတွေထည့်နေလေရဲ့ပေါ်ပေါ်ပါပါချီတယ်တွေပဲထည့်ပြီးတော့မိုးရင်တိုက်ပုံလည်းဝတ်မှာမှမဟုတ်တာချီလေကရုံးအဖြူတထည့်ပိုင်းရပြီမိုးလွင်ကသူ့ခင်မွန်းအတွက်အဝတ်အစားကစားဂယုတဆိုင်ရှိလာတယ်ထာသွားထာလာဝတ်ဖို့ကို ခရီးဆောင်အိတ်ထဲမှာ အိတ်သေးသေးလေးနဲ့ခွဲထည့်ပေးထားတယ်။ဘလောက်ထိတိတိကျကျယောက်ျားကိုဂယုဆိုင်တယ်လဲဆိုရင်တပတ်ခရီးစဉ်အတွက် အတွင်းကန်ကအစအိတ်သေးလေးခုနှစ်အိတ်နဲ့တည်သက်စွာထည့်ပေးထားတာပါ။ခေါင်းကပ်ရင်တောင်းမယ်စီခေါင်းမူရင်တောင်းမယ်စီဝမ်းပြက်ဝမ်းသွားရင်ပြောက်ကင်းစီတဲ့စီသွေးတိုးမယ်ဆိုရင်တောက်ရမယ်မြန်မာစီအဆုံဆုံးအဖုံဖုံကတစ်တာအိတ်သေးသေးလေးထဲမှာသူ့ဝက်ကန့်နဲ့သူထဲလို့ တက်တက်ရဲရဲကလေးမှတက်တက်ရဲရဲကလေးပါပဲ။ဘော်ဒီစပရေးရဲ့ခေါင်းလိမ့်စီခေါင်းမိကအစာအိတ်သေးသေးလေးများနဲ့စီစီ။ခုမှချစ်ခင်မုံကိုဂယုစိုက်တာမဟုတ်ချစ်သူဘုံမတွေကဘယ်အရာမစုံကိုကိုအကြိုင်ကိုကိုသဘောကျဖြစ်စေတာမိုးလွင်ရဲ့အချစ်မြတ်တာစေစနာလေး။အရာရာမှာအစင်းနဲ့ဖြစ်နေတော့ကိုကိုအိမ်တော်ကြီးကတတရရ။အိမ်တော်သက်၃နှစ်ကြာကိုကိုကုမ္ပဏီလုပ်ငန်းအတွက် ကိုကိုကလုပ်ငန်းအတွက်အဓိကလူဖြစ်လာတယ်။ကုမ္ပဏီ CEO ရဲ့လက်ထောက်ဖြစ်လာသလိုလကလည်းအများကြီးတိုးလာတော့မိုးလွင်အချိန်မှန်းအကူစီးရင်ကန်အလောက်ကနေထွက်လိုက်တယ်။ခင်မွန်းတဲ့တိုက်တွန်းမှုလည်းပါတသားကိုကိုဝင်လွယ်လဲရလို့လည်းပါပါတယ်။ကုမ္ပဏီကလည်းတိုက်ခန်းငှားပေးထားတော့လကကတပိတ်ဝင်အိတ်ဝင်ပါပဲ။တသားမွေးတော့အမတ်တရရွှေဆွဲကြိုးလေးကိုကိုဝယ်ပြီးလက်ဆောင်ပေးတော့မိုးလွင်တအားပြော်တာ။ သူ့ဘဝလက်တွဲပေါ်ဖြင့်ကိုကိုကြော်တက်ဦးကိုရွေးချယ်လိုက်တာမှန်တယ်လို့ယူဆလိုက်တယ်။သူကလည်းချစ်တယ်လို့နဲ့ကိုကိုကိုအသက်ထက်မကမြင်လို့ရတယ်လေ။ကိုကိုတော့လေးစိတ်ကအစင်အပူချိန်နဲ့တော့တွေ့ပြီ။ဘဲတဲ့နိုင်မှလဲကွာကို့အလုပ်ပဲလေ။ကိုကိုလုံနိုင်ပါတယ်။နေတတ်ပါတယ်မိုးရဲ့တသားကိုပဲကယူဆိုင်နော်။ branded ဒီဇိန်းနဲ့ရဲ့အင်ကြီးစင်စွဲရောင်နဲ့ရခိုင်ပစိုးညီညွတ်ရောင်ဝတ်ထားတဲ့ကိုကိုကတကယ်လူကျော်ပါ။ မင်းသားနေအောင်နဲ့တူတယ်လို့လို့နေတိုးနဲ့တူတယ်လို့လို့ဖြစ်နေတယ်လို့မိုးဦးလွင်တငယ်ချင်းယူပါကမိုးနေရီစားကမင်းသားနေအောင်တဝက်နေတိုးတဝက်တူတယ်သူ့နာမည်နေတိုးအောင်လို့ခေါ်ရင် okay ပဲဒီနေတိုးအောင်ဆိုတဲ့နာမည်ကိုသူ့ကိုကိုကိုွဲရမှာမိုးဦးလွင်တငယ်ချင်းတွေကခေါ်ကြတယ်ကဲကိုကိုသွားတော့မယ်နော်တောင်းအောင်လေခယူဆိုင်အောင်မိုးလည်းရေချိုးစင်ချင်းအေးမမိစေနဲ့တားခေါ်ပြီးအပြင်မထွက်နေအောင်ကိုကိုကတော့လေ မာချွေစကားတလေကြီးနဲ့မပြီးနိုင်တော့ဘူးအောက်မှာကားခေါ်နေပြီလေသွားတော့ဆိုတားကိုဂယူဆိုင်နော်ကဲပါတားချစ်ကိုကိုရဲ့တကယ်လဲမိုးလင်းကသူ့ကိုကိုကိုအိမ်မောက်ဝတီနောက်ကတွန်းထုတ်လိုက်တယ်အဖြစ်ကိုတဲတယ်နှုတ်ကတဖွားဖွားယူဆိုပြီးဝရဏာကနေသူ့ခင်မုန်းကိုတတားလို့သူကိုယ်တိုင်လက်ပြလိုက်သည်ခင်မုန်းတဲ့ကားနားစီသွားနှုတ်ဆက်ခြင်းပေမဲ့တတားကိုအခန်းထဲမှာ တယောက်တည်းထားခဲ့လို့မဖြစ်ပါလေ။တေချာလို့လာယူပါရဲ့။တေချာပါတယ်ဆိုမိုးဦးကလည်းငါကူကူကအဲ့လိုလူစားဆိုတာယုံကြည်ဖို့ခက်ခဲနေတယ်။ခက်ခဲတာထက်ငါတအားကိုအားပြက်တယ်လို့ခံစားလိုက်ရလို့ပါတကယ်ချင်းရင်ဒီတရင်စကားကြားကစားကတော့သူ့နာပဲသူမယုံ။ပြောရရင်ရှော့ဖြစ်တယ်လို့ပင်ခံစားလိုက်ရတယ်။ငယ်တကယ်ချင်းယူပါပြောလို့သာယုံရတာ။ယူပါက မိုးလွင်ရဲ့ချစ်ဆုံးတငယ်ချင်းလေးမိုးလွင်အပေါ်အကောင်းဆုံးတငယ်ချင်းလေးဖြစ်လို့ယုံလိုက်ရတာလဲပါတယ်ငါ့ကိုနင့်ကိုကိုကြောက်တဲ့ဦးကမမြင်ဘူးမမြင်ဆိုငါ့ကားပေါ်မှာလေငါ့ကားဘေးကဖြတ်သွားတာနင့်ကိုကိုရဲ့ကောင်မလေးတယောက်ရဲ့လက်ချိတ်တွဲလို့နော်အဲ့ဒီကောင်မလေးကဘလို့ပုံစံမျိုးလဲစပင်းရှိရှိခားလေဒီဖြန့်ချထားတာအသားကဖြူဖြူမျက်လုံးတော့မမြင်ရအောင်နေကမျက်မှန်တက်ထားတယ်ကိုလုံးကိုပေါက်ကလည်းရှယ်ပဲနေမြင်အောင်ပြောရရင် မင်းသမီးမေပကြီးနဲ့ခက်ဆင်စင်ရဲ့မေပကြီးလောက်တော့မထွားဘူးပေါ့သူမြင်ပြီမိုးလွင်တိပြီတခါကသူ့ယောက်ျားရေးဝင်တော့ဖုန်းဝင်လာလို့ကိုင်မိတယ်ဆရာကိုကိုတဲတဲပါဘာတူလဲသူမေးတော့တဖက်ကမိန်ကလေးတန်နေဩဆရာထင်လို့ဘာတူဆက်တာလဲရေင်းနေကကမန်းကန်းထွက်လာတော့သူ့ခင်မုန်းကမေးလိုက်တယ်မတီးဘူးကိုကိုတဲတဲတဲ့ သူခင်မုန်းကမျက်နှာထားတီတီနဲ့သူ့လက်ထဲကဖုန်းကိုလှမ်းယူလိုက်ပြီးကိစ္စအထူးရှိလို့လားခင်မုန်းတဲ့ဖုန်းပြောနေတဲ့အနားကသူထွက်လာခဲ့တယ်ဖုန်းပြောပြီးအခန်းထဲရောက်လာတဲ့ခင်မုန်းတဲ့ကိုနားလည်မှုနဲ့ဘာတခေါမှမမေ့ခင်နောက်တစ်ခါကိုကုယုံကလူကြီးတယောက်ရဲ့နာရေးမှာကိုကိုနဲ့အတူနာရေးအိမ်တည်းမီသွားဖြစ်တယ်တတဲ့ကြီးဒီမှာဆရာကြောက်တဲ့ဦးလာတယ်ဆရာမျိုးသမီးလည်းပါတယ်ရုံးဝင်တဲ့အမျိုးသမီးက ခန့်ငယ်ငယ်ချော့ချော့သပင်းရှိရှိနဲ့မိန်းကလေးတယောက်အနားရောက်လာတော့မိုးဦးလွင်တေချာကြည့်လိုက်တယ်။တဲတဲဆိုတဲ့ကလေးမကအပြေးရောက်လာပြီးမိုးဦးလွင်ကိုမြင်တော့မျက်လွှာချလိုက်တယ်။သူတက်တက်မမအဲ့ဒီကောင်မလေးကိုတေချာတတိထားလိုက်မိတယ်။တငယ်ချင်းယူပါနဲ့ဖုန်းပြောပြီးမှ သူ့စိတ်တွေမတီးမငြိမ်၊ခရောင်ချာချာဖြစ်နေပြီ။တပြင်းမှောက်ထုတ်ပြီးစိတ်ကိုလျှော့ချလိုက်တယ်။ကိုကိုအဆင်ပြေလား။ ဟိုတယ်လဲဆင်ပြေလားအစားတောက်ပုံမှန်စားနော်ဖုန်းထဲကသူ့ကိုကို ပုံမှန်အတိုင်းသူပဲစိတ်ထင်လို့လားမသိအတန်တိုးတိုးတခုကြားလိုက်ရတယ်လို့ခံစားမိတယ်မတ်လ26ရက်နေ့အတွက်ကားလက်မှတ်တစ်စောင်းနဲ့ရောင်းမှုကြံနေတာကသူ့အတွက်ကံကောင်းလွန်လာပြီတတကိုတော့သူ့ရင်ဝင်နဲ့ပွင့်တင်ပြီးဒီခရီးစဉ်အတွက်အစဉ်ပြေလှတဲ့အနေဒါမဟုတ်ပေမဲ့တနေ့တာတော့တီးခံနေလို့ရပါတယ်ရှင်နေကအပူက ပို့ပြီးကြီးစိုးတာကို မနှက်ပြန်လို့ဆိုသူကိုကိုတဲတဲ့ဟိုတယ်ကို ရောက်ပြီးဆိုပါတော့ကိုကိုနဲ့ဟိုမင်းကလေးကို တွေ့ပြီးဆိုပါတော့သူဘာလို့ရမလဲမန္တလေးမြို့ကတငယ်ချင်းယူပါရှိနေတာကသူ့အတွက်အဆင်ပြေနေရတယ်ဒီနေ့တော်လိုင်းရင်နေငါဆိုင်ပိတ်တယ်နေပဲသွားခြင်းလည်းမဟုတ်ငါလိုက်ပို့ပေးမယ်ဖះကြီးသွားခြင်းလားဈေးကြိုကိုတော့နောက်နေ့မှပို့ပေးမယ်တငယ်ချင်းယူပါကလည်းအားကိုရသူပါ ကားကိုယ်တိုင်မောင်းနိုင်သူဖြစ်လို့မိုးလွင်တွင်ပိုအဆင်ပြေရပါတယ်။ငါဒီနေ့တေချာနားမယ်တကယ်ချင်း။အင်းလေနင်စေးထားပြီးဆုံးဖြတ်။ငါသိရသလောက်နင်းကိုပြောပြတဲ့သူတဲမဲ့ဟိုတယ်မှာသူမတဲဘူး။အဲ့ဒီဟိုတယ်နဲ့မနီမူးမှာရှိတဲ့ဟိုတယ်မှာတဲတာတဲ့။နင်တေတေချာချာသိချင်ရင်နင်ကိုကိုတဲမဲ့ဆိုတဲ့ဟိုတယ်ကိုဖုန်းဆက်ပြီးမေးကြည့်ပါလား။ပိုတေချာသွားတာပေါ့လေ။မဟုတ်ဘူးလား။ယူပါရဲ့အကြံပေးချက်ကဖြစ်နိုင်ခြင်းရှိလို့ ူးကိုကိုတဲခိုးတဲ့ဟိုတယ်ကို Google မှာရှာကြည့်လိုက်တယ်။ဆက်သွယ်ရဖုန်းနံပါတ်တွေ CCTV တွေရှိတဲ့ကြားကမိုဘိုင်းဖုန်းတစ်လုံးနံပါတ်ကိုရွေးပြီးဆက်သွယ်လိုက်တယ်။ Hello ဟိုတယ်ရပါလား။အော်ဟုတ်ကဲ့ Booking တင်ထားတဲ့ကိုကျော်တက်ဦးတဲပြလားရှင်။ "तू ကညီမတို့ဒီဟိုတယ်မှာတဲပြမယ်ပြောထားလို့ပါ။အမညနေညီမတို့ဟိုတယ်ကိုညနေ9:00လာခဲ့မလို့အလုပ်ကိစ္စရေးကြည့်လို့ပြောပြပါနော်။ ။ဘာ?အော်ဟုတ်လား။ तू ကညီမတို့ဟိုတယ်မှာဘူကင်တင်ထားတယ်လို့ပြောခဲ့လို့ပါ။ကျေးဇူးပါညီမ။ဖုန်းပြောပြီးမိုးလွင်မျက်နှာညိုမိုင်းသွားတယ်။ဖုန်းပြောနေတဲ့စကားသွားလာကိုဘေးမှာနားထောင်နေတဲ့ယူပါလဲအချိန်နေအရရက်ကိုရိတ်မိသည်လေ။စိတ်ရေးထားတငယ်ချင်းဒီနေ့မတ်လ29ရက်နေ့ဆိုတော့ဈေးပိတ်ရုံးပိတ်တယ်။သူအဲ့ဒီဟိုတယ်မှာဘုကေမတင်ဘူးဆိုတာလေတေချာသွားပြီ။တို့တွေ့ခဲ့တဲ့ဟိုတယ်လေးကိုဝင်သွားတယ်ဆိုကြတဲ့က တို့မြင်ခဲ့တဲ့ဟိုတယ်မှာတဲမှာတည်ကြတလို့ပဲဒီတော့တငယ်ချင်းကြီးနင်ဒီနေ့စိတ်အပန်းဖြေလိုက်အောင်ကလေးကလည်းပင်ပန်းနေမှာလေငါအောက်ထက်မှာပဲအနေများတာအပေါ်တက်တစ်ထက်လုံးနေအေးအေးဆေးဆေးနေစားဖို့တပ်ဖို့လည်းမပူနဲ့နေကြိုက်တာပြောငါချက်ကျွေးလို့လည်းရတယ်မာစားလို့လည်းရတယ်ဒီနေ့ကတော်လန်ရေးနေ့ဖြစ်တော့ငါလည်းစံပိတ်တယ်နေနဲ့ငါအေးအေးဆေးဆေးစကားပြောကြမယ်လေခေါင်းရေးထားပြီးစဉ်းစားကြတာပေါ့ဟုတ်လားလောလောဆယ်တော့မိုးလွင် ထူပူနေတာပဲတည်တယ်။တဲတဲနဲ့ဘာမှမဖြစ်ဘူးပဲထား။သူ့ကိုမန္တလေးမှာရှိတဲ့ဟိုတယ်မှာဘုတ်ကင်ယူထားတယ်လို့ဘာဖြစ်လို့ညာရတာလဲ။စဉ်းစားစရာတွေမှတပုံတပင် မစဉ်းစားဘဲနေလို့မှမရတာလေ။တငယ်ချင်းယူပါအနားမှာရှိနေခြင်းကသူ့အတွက်ကံကောင်းခြင်းတစ်ခုပါ။ငါတို့ဓမင်းဆိုင်မှာသွားမယ်နော်။ဟိုမှာဘာလို့ကြအောင်ဆောက်ရအောင်မလဲမသိဘူး။ယူပါကသူ့ကိုနှစ်သိမ့်စကားတွေအားပေးစကားတွေ ပြောပြီးစကားဆူလိုက်တော့ ငါမိုးလင်းလင်းချင်းကလေးကသွားကြင်တာအဲ့လိုလည်းမရစားလို့လည်းမဝင်နဲ့တူသူတို့ရှိတဲ့ဟိုတယ်စီပဲသွားတော့မယ်ဟဲ့နေရစိတ်မြန်လက်မြန်နဲ့အဲ့လိုမဆုံးဖြတ်ရအောင်အမားများတော့မှာပဲဟဲ့အေကန်းကနာယီကိုကြိလိုက်တော့မနက်9နာယီတိတိငါခုပဲသွားကြင်တော့ရယူပါရဲ့ငါစိတ်တွေပူလောင်လွန်းလို့ပါမိုးရဲ့နေစိတ်လျှော့ပါနေသားလေးကိုတော့အိမ်မှာပဲထားခဲ့မယ်နော်ငါ့အင်ငါကောင်မလေးကစိတ်ချရတယ်ငါတူတူမတွေကိုလည်းထိတ်လာခဲ့တာပဲ ငါသားလေးအတွက် နေရင်ကကောင်မလေးကစိတ်ချရရတယ်ဆိုတာငါသိပါတယ်။သားအတွက်နှုတ်ဘူးတွေဖြောခဲ့ပြီ။ချင်းလေးထဲမှာအပူကန်အိတ်နဲ့ထည့်ပေးထားခဲ့ရပြီ။ရေဘူးကိုလည်းတေချာထည့်ထားပြီးရောယူပါရဲ့။အေးပါအချောင်းရှိရင် तू ကဖုန်းဆက်မယ်ပြောရလေ။နေသွားခြင်းနေလဲသွားတာပေါ့။ငါဆိုင်ခဏဝင်ပြီးကောင်မလေးတွေကိုမှားစရာရှိတာမှားရအောင်ပါလေ။ပြီးရင်နေကိုကိုတဲတဲ့ဟိုတယ်ကိုပို့ပေးမယ်။ဟုတ်ပြီလား။လမ်းတစ်ချောင်းသူ့ကိုကိုက အလုတ်သဘောနဲ့တွေ့သာတွေ့လာလဲ။ ဖြစ်နိုင်တာပဲလို့ဖော်ပြီးတွေးမိသေးတာယူပါကိုပြောလိုက်တော့မိမိုးဦးကလေတယောက်ခါတယောက်ဖက်ပြီးဆယ်ဖီရိုက်ကြတာငါရှိတယ်မယ်လေပြီးမှနှစ်ယောက်သာပူပူကက်ကက်နဲ့ဟိုတယ်ထဲဝင်သွားတယ်ဆိုတာဘလုံနီးနဲ့မှမယိုးသားနိုင်ဘူးလေအပြိုကြီးဖြစ်တဲ့ငါတော်မှတွေးတတ်သေးတယ်နင်ဒီလောက်မအဆမ်းပါနဲ့အရယ်လို့တော့မပြောချင်ပါဘူးနင်ကိုကိုကိုနင်ကအထင်ကြီးနေတာနင်ရလွဲလို့ဘယ်မင်းကလေးကိုမှမချစ်ဘူးဆိုပြီးကြံမွေးတက်ပြီးမဖြစ်နိုင်ဘူးလို့ဖော့တွေးမနေနဲ့ ခိုးဟာကနင်တို့လင်မရကြငါကရန်တိုက်ပေးနေတာမဟုတ်ဘူးမလွန်သေးဘူးဆိုရင်ပြန်ထိန်နိုင်အောင်လုပ်လေဟိုတယ်ရှိနာမနီမဝေကားပေါ်မှာထိုင်ဆောင်နေတာ၃နာရီနီးပါ လက်ကနာရီကိုကြည့်တော့၁၂နာရီ၄၅ဝမ်းမိုက်တဲကဂွေကွမ်းမြည်လာတယ်မြည်လာတာမှနှစ်ယောက်စလုံးပိုက်တဲကတန်ဆုံတီးဝိုင်းတန်ကိုမြည်လာတာကဲပါမဟုတ်ဘူးရဲ့နေ၉နာရီမခွဲခင်ကလေးက reception မှာမေးပြီးပြီမှတ်လားမနက်ကလေးကထွက်သွားတယ်လို့ပြောတယ်လေ ငါတို့ထမင်းစားပြီးမှပြန်လာလို့ရတာပဲသူတို့ဘယ်ချိန်မှပြန်လာကြမမ်းမှမသိတာဟုတ်ယူပါပြောတာလေဓမ္မဒိဋ္ဌံကြနေတာမလို့လက်ခံလိုက်တယ်ဒီနားအဆိုင်တစ်ဆိုင်မှာပဲစားကြရအောင်မိုးလွင်တောင်းဆိုကြရဟိုတယ်နဲ့မလန်းမကန်မှာထမင်းစားကြရတယ်အရသာပေါ်သလားငန်သလားချိုသလားတော့မခံစားနိုင်ဖြစ်နေသူမို့ထမင်းစားရတာစိတ်မပါလာဘူးယူပါကဘလောက်စားနေလဲမသိထမင်းလိုက်ပွဲတော်မှထက်ယူရတဲ့အထိ လက်ကနာယီကိုကြည့်လိုက်ဖုန်းဖွင့်ပြီးနာယီကြည့်လိုက်နဲ့စိတ်လှုပ်ရှားနေတာမိုးရဲ့လက်ကနာယီကလည်းဒီနာယီဖုန်းမှလည်းဒီနာယီပါပဲဟဲ့နေဟာကဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ယူပစကားကြောင့်မိုးလည်းနှကန်းဆိုရင်ငါလက်ပတ်နာယီညက်နေသလားလို့နေဟာလည်းဟဲ့ခုထဲကစိတ်အေးအေးထားစမ်းပါညနေချင်းဆိုင်သာတွေ့လိုက်ရင်တော့နင်းတော့ခတ်ပြီးမိုးရဲ့ငါလေးအမှန်တော့တို့နဲ့မျက်နှာချင်းမဆိုင်ကြပါဘူးဟာအဝေးကနေတေးချအောင်ကြည့်ချင်လို့ပါ အဲ့ဒီအခါမှာဘယ်လိုလုပ်ရမလဲဆိုတာဆုံးဖြတ်မယ်လေအေးအဲ့ဒါဆိုပိုကောင်းမယ်ငါသဘောကလည်းနင်ဒီကိစ္စမှာပွဲမချမ်းစေချင်ဘူးအလိမ္မာနီးတုံးရမှာပေါ့တကယ်ချင်းရင်နေသူ့ကိုထပ်ဖုန်းဆက်ကြည့်ပါလားအေးဟုတ်တယ်ငါသူ့စီဖုန်းဆက်မယ်သူ့လက်ထဲကဖုန်းနံပါတ်လေးတွေနှိပ်လိုက်တယ်ကိုကို အလုပ်အဆင်ပြေလားအဆင်ပြေတယ်မို့ကိုကိုလေးငါရဲ့ကြာရင်ကြာလိမ့်မယ်အလုပ်မပြတ်သေးလို့လေတောင်းနေကောင်းလားကိုကိုကိုတဲတဲ့ဟိုတယ်ကိုပြန်နာမလို့ ညနေမှာစည်းဝေးတစ်ခုရှိသေးတယ်။ကုမ္ပဏီကကုန်ကြခံပြီးဟိုတယ်ဈေးတွေကစာခန့်လို့သာလုံးမောရင်မလွယ်ဘူး။မိုးမန်းလေးကဘာလို့ခြင်းလဲ။ဒီလိုလို့ကိုကိုပြန်လာကနေဖုန်းဆက်အောင်ပါလေ။မိုးလိုချင်တာမှားလို့ရတယ်။အပြောကတော့ချောနေတာပဲကိုကိုရဲ့။နောက်မှဆက်မယ်နော်။ခုဟိုတယ်နားရောက်နေလို့ကိုကိုစီကဖုန်းချ။ယူပါကိုကိုဟိုတယ်နားရောက်နေပြီ။ပြန်လာပြီတဲ့။လော်ဘီကနေသွားဆောင်နေရမလား။မကောင်းပါဘူးနော်။ချက်စရာကြီး စူးစူးပူပူဖြစ်သွားမှာကိုနော်။ကဲကြည့်မိုးဦးရဲ့ခုလေးကဂရုံငင်ဖြစ်နေပြီ။စိတ်အေးထားတဲ့ငယ်ချင်းကုံကြတဲ့ငွေအမြန်ရှင်းပြီးယူပကားလေးနဲ့ကိုကိုတဲခိုတဲ့ဟိုတယ်ကိုလာခဲ့တယ်။ဒုတ်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 နဲ့သူနှလုံးခုန်တန်ကိုကြားနေရတယ်။ဟိုဟိုမှာကို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 နဲ့ဟိုကောင်မလက်ချင်းချိတ်လို့ပါလား။ယူပါ နေနဲ့တွေ့ရနော်။ငါမလုပ်ရမလဲ။ဘာမှမလုပ်နဲ့။အေးအေးဆေးဆေးပဲနေ။ နင်းဘေးမှာငါရှိတယ်။နင်းဘာမှမလွန်စင်းနဲ့။နင်းပွဲချမ်းရင်ပွဲပြီးသွားပြီ။နင်းကြာရှုံးသွားပြီ။ဒီတော့ငါနောက်ကအေးအေးဆေးဆေးလိုက်ခဲ့။အခန်းနံပါတ်တော့ကိုကိုအဲ့ကြုံမှာတော်တောင်းနေတာတွေ့တယ်။ငါရှင်တုံလုံးလုံးမခံစားနိုင်မှုရှိပါ။ပြန်ရအောင်။အေးပါတငယ်ချင်းရေလာလာ။ယူပါကသူ့လက်ကိုတွေ့ပြီးဟိုတယ်အဝါကနေအပြင်ကိုထွက်လာခဲ့တယ်။ဟိုတယ်အပြင်ခက်လန်းလန်းရောက်မှ အသက်ဝဝရှူသွင်းပြီးငိုချလိုက်တယ်။ နေငိုအားရအောင်ငိုငိုလို့ဝမငါတို့ဘာဆက်လုပ်ကြမလဲဆိုတာစဉ်းစားကြမယ်လာကားပေါ်မှာဆက်ပြောကြမယ်ဟိုတယ်နဲ့ခလန်းလန်းမှာရှိတယ်ယူပကားပေါ်အတန်းကဘာမြေကြီးအိုးထင်းဆက်လဲသလိုရင်းထိုးသွားတယ်ယူပမဟုတ်တငယ်ချင်းတော်လဲတန်တဲ့အတူဝုံနိုင်ပြောင်းခွန်းအတန်မျိုးစုံကြားလိုက်ရတယ်တငယ်ချင်းနှစ်ယောက်တယောက်ကိုတယောက်ဖတ်ထားကြတယ်ငေငေရေလောက်တာ ကဘာပြက်တလားလို့တောင်ထင်မိတယ်။စကတ်မချာသူတို့ကားရက်ထားခဲ့တယ်။မလန်မကန်နေရာမှာတော့တဲဖုံလုံးတွေပဲမြင်နေရတယ်။အဆောက်အုံပြိုကျတဲ့တွေ၊အော်တဲ့တွေခဏကြာ အရာဝတ္ထုအကောင့်ထဲတွေထင်းထင်းရှားရှားနဲ့တဖြည်းဖြည်းမြင်လာရပြီ။တငယ်ကြီးကြောက်စရာကောင်းလိုက်တာ။ခုထိလုံတော့ငါတို့ပြန်ကြရအောင်။ယူပါကကားဆန်နှိုးရင်ပြောလိုက်တယ်။မိုးဦးလွင်ကတတိယပြီ။ခလန်းလန်းကနေရာကိုသူကြည့်လိုက်တော့ ယူပါယူပါကို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 ရှိနေတဲ့ဟိုတယ်ဟိုမှာဟိုမှာဆော့ဆော့ကသူအပောင်းဝါနာရောက်ခဲ့တဲ့ဟိုတယ်အမြင့်ကြီးအံ့ဩလွန်းလို့ပါဇက်အဟောင်းသားနဲ့မိုးဦးလွင်ကကြောက်ရွံ့လို့ဖြစ်သွားတယ်ယူပါကမိုးဦးလွင်ပခုံးကိုကိုင်လုံရင်မိုးမိုးတငယ်ချင်းသတိထားလေသူကိုကိုရှိနေတဲ့ဟိုတယ်ကြီးကအုပ်ပုံများဖြစ်သွားတာကိုတုံလှုပ်ကြောက်ရွံ့ပြီးကြည်နေတဲ့မိုးဦးလွင်ကတစက်စက်တုံနေတာ ကို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  အမလေးကိုကို မျက်ရည်များစီးကျနေတဲ့မိုးလွင်ကိုဖယင်းယူပါပါကြောက်စိတ်လွှမ်းမိုးနေရင်ဓူးတွေတုံလာပြီး ကားဆက်မောင်းမရတော့ပဲသူပါပြုတ်ခွေသွားတော့တယ်။နားဆင်ပေးသူအားလုံးကိုကျေးဇူးတူးရဲတင်ရှိပါတယ်ရှင်။